တော်တော်ဒီတော်တော်ဒီတကုံတက်ကတော့ចောင်းသားများတမကအပေါ်2016ခုနှစ်အတွက်တကုံတက်ကတိုရဲ့တမကအဖွဲ့ဝင်တဲ့ရွေးချယ်ပွဲမှာဥက္ကဋ္ဌအဖြစ်တင်ချာမေဂျာကမင်းတုခကရွေးချယ်ခံခဲ့ရပါတယ်။အမှုဆောင်၉ယောက်ကိုလည်းမဲပင်းရွေးချယ်ခဲ့ပြီးနောက်နောက်ဆုံးရလက်ထွက်ပြီးတဲ့အချိန်မှာအမှုဆောင်၉ဦးဟာတက္ကသအလံကံပြီးတစ္ဆာဆူခဲ့ကြပါတယ်။ ဒီနေ့အတွက်မဲစီယံမှာမဲပေးခွင့်ရှိသူ89ယောက်ရှိပေမဲ့မဲစီယံမှာမပါသေးတဲ့တမကအဖွဲ့ဝင်တဦးအနေနဲ့တမကအဖွဲ့ဝင်ကပ်ပြားပြပြီးဝင်ရောက်မဲပေးခွင့်ရှိတယ်လို့မတ်စုရတနာမြင့်ကပြောပါတယ်။အဖွဲ့ဝင်တွေလည်းအမှုဆောင်နေရာမှာဝင်ရောက်ရွေးခန့်နိုင်တဲ့အကြောင်းအခုလိုပဲရှင်းပြခဲ့ပါတယ်။အဖွဲ့ဝင်ပေါ်သွားပြီဆိုလို့ရှိရင်ဥက္ကဋ္ဌနေရာနဲ့ဗဏ္ဍာရေးမှုနေရာလွဲပြီးတော့သူကခြားအမှုဆောင်နေရာတွေမှာဝင်ပြီးရောပြောက်ခံလို့ရတယ်။ပြီးတော့ဒီတမ ဲ့သူတို့ရဲ့ရပိုင်ခွင့်အနေနဲ့ပေါ့နော်။ကိုတက်လာတဲ့အမှုဆောင်ခွဲကိုကိုစားပြုပြီးတော့ဥဆောင်ဥဆောင်ပြုဝေမဲ့ဥဆောင်ခွဲကိုသူကမဲပေးပြီးတော့ရွေးချယ်ခွင့်ရှိရပေါ့နော်။အဲ့ဒါတော့သူတို့ရပိုင်ခွင့်တကုံတက်ကတူကြောင်းတကြောင်းလုံးကိုကိုစားပြုမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဝင်ပြိုင်ခဲ့သူကဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရသူမင်းတုခပဲဖြစ်ပါတယ်။တမကအဖွဲ့ဝင်မျိုးဆက်တစ်တွေကိုလက်တွဲခေါ်ဆောင်ရမယ်ဆိုတဲ့အချက်ကိုအထူးတလဲအကောင့်ထဲပေါ်ဖို့ရှိတယ်လို့ပြောပါတယ်။ ဒီအဖွဲ့အစည်းတစ်ခုနဲ့ရင်ကြည့်ရမယ်ဆိုရင်ကျွန်တော်အဖွဲ့အစည်းတစ်ခုမှဆိုရင်ကျွန်တော်ဥမ္မတော်အဖွဲ့ရအခက်ကြပါတယ်ဥမ္မတော်အဖွဲ့နေပြီးတော့ဒီအဖွဲ့ဝင်တွေရဲ့ဆန္ဒကိုအောင်းနဲ့ပြောပြရတယ်ကျွန်တော်ကအခုဒီဟာကိုကျွန်တော်ဘယ်လိုပုံစံပြင်ပြောင်းလဲချင်လဲဆိုတော့ကျွန်တော်ဥမ္မတော်အဖွဲ့ကိုခုနပြောတဲ့ကျွန်တော်ရဲ့မူတစ်ခုဖြစ်တဲ့ဒါကြောင့်လို့ဘုလိုပြနေရောမကဖြစ်လာအောင်ကျွန်တော်ကအဲ့ကျွန်တော်ရဲ့လုပ်ပိုင်ခွင့်အပေါ်မှာကျွန်တော်ဖြန့်ချပေးမယ်ဖြန့်ချပေးမယ်ဆိုတော့စီးစီးတင်းတင်းကျွန်တော်ဖြန့်ချပေးမယ်တမကဟိုအနေမှာတွေ့နော်ဟိုအရင်တည်းကရှိခဲ့တဲ့တာဝန်တရားဖြစ်တဲ့မျိုးသက်တွေကိုလက်တွဲဖော်မယ်ဆိုရင်ဘုလိုကျွန်တော်ဒီခါမှာအထုတလေကိုကျွန်တော်ဒီကိစ္စအောင်းတဲ့ပုံပေါ်ပါ မင်းတို့က2014ခုနှစ်ကလည်းတကုံတက္ကသိုလ်မှာဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပါတယ်2015မှာတော့လက်ရှိတရားရင်ဆိုင်နေရတဲ့ကိုနန်းလင်းကတာဝန်ယူခဲ့တာပဲဖြစ်ပါတယ် တမကဟာလွတ်လပ်စွာလှုပ်ရှားခွင့်ရနေပြီမဲ့အရင်စစ်အစိုးရလက်ထက်အစင်းစင်းကအညှိုးထားတဲ့ပုံစံတွေနဲ့နှိတ်ကွက်ခဲ့တာမို့ចောင်းသားတမကအဖွဲ့အစည်းတွေအားကောင်းလာမှအပြန်လန်ထိန်းကြီးတဲ့အလေးချင်းအားကောင်းလာမှဖြစ်သလိုလွတ်တော်ယဉ်ကျေးမှုကို ကောင်းစွာရှောက်လန်းနိုင်မှုယုံကြည်ရမယ်လို့ဒေါက်တာအကောင်မိုးသူကပြောပါတယ်တကယ်ဒီမိုကရက်တစ်ပုံစံကိုလက်ခံပေးနိုင်မှုနည်းပါးနေသေးတယ်လို့ဆိုပါတယ် ပထမအပူဆုံးအခုကတော့ကျန်းတန်းခဲ့တဲ့ချိန်လမ်းကြော်ပြီးတော့မှအခုကနည်းနည်းချုံ့မွေ့လာတဲ့နေသားရောက်လာတယ်နော်။သူတို့တော့ဒီကျောင်းသားသမဂ္ဂကိုအမျိုးနဲ့ပုံစံမျိုးဒီဆေးဆိုးရအလက်ထက်ရနေဆေးဆင်းရနေလိမ့်ခေါ်ခဲ့တဲ့အတွက်ကြောင့်မလို့ကျောင်းသားသမဂ္ဂလို့ကြားလာနေတယ်ပြောမယ်ဆိုရင် allergy ထားကြောက်တယ်ဒါလည်းမျိုးတကယ်ပါဆိုလို့ချင်းကျွန်တော်တို့ institution အားကောင်းဖို့ဒါ institution အားကောင်းမှလေ check and balance system ပေါ်နိုင်မယ်လို့ကျွန်တော်ယူကြည်ရတယ်။ဒီကျောင်းသားတွေကဒါတစ်နေ့တစ်ယောက်ပြုံးတော့ပေးနိုင်တယ်ဆိုချင်းတော်တော်ရည်ကြီးမှုတော့ကောင်းစွာပေါ်နိုင်တယ်လို့ကျွန်တော်ယူကြည်တယ်။ ခုချိန်တည်းကတော့ဟိုဒီမိုကရတိုက်ဇေးရှင်းလို့သာပြောပေမဲ့ဒီမိုကရတိုက်ဇေးရှင်းကိုလက်မခံနိုင်တဲ့ရင်ကျိမှုတွေအများကြီးရှိနေတဲ့အတွက်ကျွန်တော်တို့ထူပြလို့ရပါတော့နော်